โอเคစိန်လုံးကြောပွဲအားလုံး GBB ထင်ပါတယ်ခြေသူတက်ရမယ့်ဘိုင်းကိုအရင်ပြောမယ် classic ခြင်းနဲ့ game plan အတိုင်းဆော့ပေးတာခြေသူတက်နေအခုပြိုင်ဘက်ကိုဒီ game plan ကလွယ်ပြီးလဲဆော့စရာမရှိဘူး body အရင် night လက်ချလိုက်ရင်ကြောက်ထိုးဒီ plan ပဲရှိတယ်အဲ့တိုင်းဆော့ပေးတာအဆင်ပြေပြီဗျာအဆင်မပြေတာကကိုတက်ခြေတံလက်တံရှည်ရဲ့လူကိုအကွာဝေးတစ်ခုပေးဆော့မိတာပါ ကျွန်တော်တသိချာလေးပြောထားပါတယ်အကွာဝေးတစ်ခုမပေးနဲ့ဆိုတာကိုရော့ဆက်ဆန်အတွက်အကောင်းဆုံးအကွာဝေးတစ်ခုကိုပေးဆော့ပါတယ်အဲ့ဒီမှာ hacket တွေကန်တယ် jab တွေထောက်တယ်ထိပါလေရောထိုင်းကစားသမားကအဲ့လောက်ကောင်းတဲ့ကောင်မဟုတ်ဘူးမာကုံလည်းအရင်မမြင်ဘူးထိရင်လည်းမျက်နှာကပြတ်တက်တယ် body တွေဆိုရင်လည်းညွတ်နေပြီမျက်နှာဆိုလည်းညွတ်နေပြီလက်ကလည်းကျလာပြီစက်ထိုးရင်ရားလောက်မဲ့အနေထားတွေမှာလိုက်ပြီးတော့မထိုးဘူးပြန်ပြန်ပြီးတော့တဲ့တယ်ပြန်တဲတဲ့ပိုင်အောင်လည်းတိတိကျကျပြောထားပါတယ် ဝေထိုင်းသမားတွေကအဲ့လိုထိုးလိုက်ပြန်တယ်လိုက်လုပ်ရင်ကင်တွယ်နိုင်ပါတယ်လို့ကျွန်တော်တိတိကျကျအောင်ပြောထားတယ်အဲ့တိုင်းကိုစော့တယ်ဒီပိုင်းနေရာတော့စူပါမှာမမားသိတဲ့အမားတွေဗျာစူလို့မရတဲ့အမားတစ်ခုကြတော့လက်သီးထိုးရင်ခြေဖနှောက်ချပြီးထိုးတာတော့စူလို့မရဘူးစတက်တစ်ခုပါမလာဘူးဘာကြောင့်လို့ပြောလဲဆိုရင်ကျွန်တော်ခရတီးကနေပြီးတော့ဘောင်းစင်ပြောင်းစော့တဲ့အချိန်မှာကျွန်တော်ရဲ့လက်သီးပိုင်းကိုပြင်ဖို့တော့အချိန်6လယူလိုက်ရတယ်ဆိုတော့စိတ်လုံးကြုံရတာတဲ့စိတ်ရဲ့အတွင်းနဲ့ ဒီ step တစ်ခုတက်ပြီးတော့သူအရင်ထိုးနေကြပုံစံကိုကြော်လုံပြီးတော့ bouncing style မျိုး bouncing step မျိုးနဲ့ထိုးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆက်ရဲနဲ့ဆိုရင်တော့မဖြစ်နိုင်ဘူးနောက်တစ်ခုကတက်လုံပါထင်သလောက်ပါမလားဘူးအကန်ခံရတာကြောင့်ကျသွားတာလည်းပါကောင်းပါမယ်ကန်လုံကောင်တဲ့ aqua wave တစ်ခုပေးလိုက်တော့ဟိုကလှိမ့်ကန်တာတက်လုံတော်တော်လေးပါသွားပုံရတယ်အဲ့ဒါပြင်ကာဒီယိုဘိုင်းတွေလည်းတိတ်ပြီးတော့လှုပ်လာပုံမရဘူး crossfit training တွေ circuit training တွေတိတ်ပြီးတော့လှုပ်လာပုံမရဘူး အားမလို့အများဖြစ်မိတာကလိုက်ရမယ့်နေရာတွေမှာမလိုက်ဘဲနဲ့ပြန်ပြန်တဲတာအကွာဝဲတစ်ခုပေးပေးပြီးဆော့တာအဲ့ဒါတွေကဒီပွဲကိုအနိုင်ရနေအရှုံးဖြစ်သွားစေတာပါပြိုင်ဘက်ကိုအထင်သေးတာမဟုတ်ပေမဲ့အခုပြိုင်ဘက်ကစိန်လုံးကြောအလဲထုံးရင်ရနိုင်တဲ့အခွင့်အရေးတွေနှစ်ချိန်ထက်မနည်းရခဲ့ပါတယ်စိတ်တော့မကောင်းဘူးတက်ကနစ်ပိုင်းနဲ့အကော်လုံးနီးပါးလောက်ပြန်ပြင်ရမယ်ဘောင်းစင်ထပ်ပြီးတော့လေ့လာရမယ် fight i do ကောင်းမှုအတွေ့ပုံစံတွတ်တာတွေ chest throw တာတွေစတဲ့ i do ဘက်ကိုမြင့်လာစေတဲ့ game မျိုးတွေများများစောသင့်တယ်အကော်လုံးနီးပါးပြန်ပြင်ရမယ် ဘာပဲဖြစ်ဖြစ်သူအတက်နိုင်ဆုံးအကောင်းဆုံးတော့သူရှင်းပြနိုင်သွားပါတယ်။နောက်ပွဲဒီမှာတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ပြီးတော့အကောင်းဆုံးပြန်လာနိုင်ပါစေလို့ဆိုတော့ပါတယ်။အားတော့မရပါဘူး။ကျွန်တော်နေရတာပါ Channel MSN ပါ။နိုင်ရမယ့်ဟောက်ကွာ။